လီစုတိုင်းရင်းသားများအသက်ခံရမှုနဲ့ပတ်သက်ပြီး KIO KIA ကိုလီစုတိုင်းရင်းသားတွေကမြေကြီးနားမြို့မှာဒီကနေ့မေလ22ရက်နေ့နံနက်ပိုင်းကဆန္ဒပြခဲ့ပါတယ်။ ဒီဆန္ဒပြမှုကိုလီစုအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဒူလေးပါတီနဲ့လီစုစပေးရင်ကျေးမှုအဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။အသက်ခံရသူတွေရဲ့ကျန်းရင်းသူမိသားစုတွေကချင်ပြည်နယ်အတွင်းမှာရှိတဲ့လီစုတိုင်းရင်းသားထောင်နဲ့ခြေကောင် KIO KIA လူမျိုးခွဲခြားတပ်ဖြတ်မှုအလို့မရှိမတရားဆက်တေးကောက်လူဖမ်းငွေညစ် KIO KIA အလို့မရှိလီစုအမျိုးသားစီးလုံးညီညွတ်ရေးတို့အရေးပြည်တော်စုငြိမ်းချမ်းရေးညီလာခံ27ရာစုပင်လုံအောင်ရမည်အပါအဝင်ကြေကြော်သံတွေနဲ့လမ်းလျှောက်ဆန္ဒထုတ်ဖော် ်ခဲ့တာဖြစ်ပါတယ်ဒီဆန္ဒထုတ်ဖော်မှုကိုမြစ်ကြီးနားမြို့ခရိုင်အားကစားကွင်အေဂျန်တာယာကွင်ကနေမနောကွင်းကိုသွားရောက်တခင်နှက်ဖေလန်အတိုင်းခြိတက်ခါမနောကွင်းအရှိမရှိတဲ့ KIO KIA နီးပညာအကြံပေးအဖွဲ့ယုံမှရက်တန်ကဆန္ဒထုတ်ဖော်ခဲ့ကြပါရယ်ဆက်လက်ပြီးဆန္ဒထုတ်ဖော်သူတွေဟာစွန်ပရာဘုံကိုသွားရောက်ပြည်တော်စုလမ်းမကြီးကနေတဆင့်ခရိုင်အားကစားကွင်အထိဆက်လက်လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ပါရယ် လီဆူတိုင်းရင်းသားတွေဟာကချင်မျိုးနယ်စု6မျိုးနဲ့တခုအပါအဝင်ဖြစ်ပြီး KIO KIA ကိုပထမဦးဆုံးအကြိမ်ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ ဆန္ဒထုတ်ဖော်ရမှာဥဆောင်ပါဝင်ခဲ့တဲ့လီစုအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနာရဲကဥလမြတားကဆန္ဒထုတ်ဖော်မှုနဲ့ပတ်သက်ပြီးအခုလိုပြောပါရယ်။ဒုဘက်မှာဝမ်းမြောက်ချက်မှာဝမ်းမြောက်ချက်မှာဒီစီးပြေက၆ခုလောက်တက်နေရတယ်။တနိုင်းမှာမဆိုးဒါမှအဲ့ဒါကျွန်တော်မမြင်နေရဘူး။အဲ့ဒါဝမ်းမြောက်မှာနောက်ဆုံးဒီဝမ်းမြောက်နဲ့အနည်းဆုံးကတော့မှခါချင်တာဆိုတော့တက်ခံရတယ်ဆက်ဆံနေ။နောက်ဆုံးမှခါမရတာဖြစ်သွားတယ်။ဆန္ဒပတ်ဖို့ ။ဘူမာပြည့်တယ်ဆိုရင်ဒီလိုကလည်းခံရမှာ။ဒါမဲ့သူ့ကိုနည်းနည်းနဲ့ဆက်တယ်တရတတယ်။မြို့သားတွေနေရာလေးကိုပြဘူးဆိုရတာကြာတယ်။ဒီလိုကမြစ်ဆက်ခံရတယ်။အဲ့တော့အလောင်းကဘာကြောင့်မဖြစ်သေးနိုင်လဲ။စစ်ဘူးချုပ်ကဘာလားဘာကြောင့်လဲလို့သူတို့မေးဖို့ရှိတယ်။အဲ့တော့ခုခုကလည်းကျွန်တော်ဒီလိုဘာသာကြီးဒီဒီစိတ်ကြီးကနေစိတ်ငြေးတော့မင်းရဲ့ခါကျ ားတော်ကဒီရဲ့နော်နော်ဒီဒီဆိုလိုမျိုးကိုဒီလိုရဲရဲဆက်ဆက်မတက်ခတ်တော့ဘူးဒီကပါဆောင်ထုတ်ပေးပါတော့ဘူးကမထုတ်ပေးနဲ့နိုးလို့ပြောအဲ့ဒါကြောင့်မို့ကျွန်တော်ကဒီလိုထုတ်ပေးရတော့ဒီလိုကတော့ဌာနပုံထုတ်တယ်ငါကချင်းနိုးလို့ဌာနပြတာနည်းနည်းကရင် KIA ပြောတယ်ဌာန လီစုတိုင်းဒေသတွေအသက်ခံရမှုအမှုမှန်ဖော်ထုတ်ပေးနိုင်ရေး KIA KIA ကိုဗဟိုကိုကချင်ပြည်နယ်မြစ်ကြီးနားမြို့အခြေဆိုင်လီစုအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဒူလေးပါတီကဧပြီလ22ရက်နေ့ကထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်တောင်းဆိုခဲ့တာဖြစ်ပါတယ်။